အားလုံးပဲမင်္ဂလာပါရှင်ကပလတ်ချန်နယ်မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့စာရေးသူခင်ဦးရေးသားထားတဲ့ရင်ခွဲနေဆိုတဲ့ဝတ္ထုတော်လေးကိုတင်ဆက်ပေးတော့ပါမယ်ရှင်ရင်ခွဲနေဝေဝဲလာတဲ့မျက်ရည်စားတွေကိုတိမ်ကောင်းမော့တိမ်လိုက်တယ်တိမ်လက်တစ်ဖက်ကိုလာဆွဲတဲ့သမီးလေးကိုငုတ်ကိုင်းကြည့်လိုက်တဲ့အခါသမီးလေးကတိမ်အနာကိုပိုတိုးကလာတယ်မမေး တမီးလေးခေါ်လိုက်တာမို့တိတ်နှုတ်ခမ်းကိုလက်ညှိုးလေးနဲ့ဖိကပ်ပြီးတော်တော်လေးနေဖို့အတန်တိတ်အချက်ပြလိုက်တယ်။တမီးကတိတ်အမှုရာကို နားလဲစွာကောင်းငိတ်ပြရှာတယ်။စိတ်မကောင်းပါဘူးဗျာ။ဆုံးသွားပါပြီ။အခန်းကတိတ်ဆိတ်နေလို့ဒေါက်တာအတန်တိုးပေမဲ့အခန်းထဲမှာရှိတဲ့သူအားလုံးကောင်းကောင်းကြားရပါတယ်။အမရရဲ့မောင်လေးရေဆိုတဲ့အတန်တွေနဲ့အကုတ်အမေရဲ့သားရေဆိုတဲ့အော်တန်တွေကတိတ်ရရင်ကိုစွန့်နှစ်အမွန်ချလာစီပါလေ တိမ့်ချတောက်တွေခွေညွတ်ရိုင်လဲကြချလာတာမို့တကားကြီးပေါင်ကိုအာပြုဆုပ်ကန်လိုက်ပါလေ။တိမ့်ခန္ဓာကိုတစ်ခုလုံးအာအင်တွေဆုံယုတ်သွားသလိုခံစားလိုက်ရတယ်။တိမ့်မြတ်ဝန်းတောက်ကစီးကြလာတဲ့မျက်ရည်တွေကတွန့်ချလိုက်သလိုပါပဲ။အကိုကတင်ထက်မှလဲလျောင်းနဲ့ရှိနေတဲ့အကုတ်ကိုတိတ်အကျဲကြီးအော်ခေါ်လိုက်ပါတယ်။အတန်ကလဲချောင်းဝါမှပဲတစ်ဆို့ပြောက်ွယ်သွားတယ်။ အကုတ်အမေကအငိုမျက်နှာနဲ့တိန်းတို့သားအမေဖက်လှမ်းကြည့်ပြီးရွံ့ရွံ့လေးဒီကိုလာမိမိလေးရဲ့ပပအသက်မရှိတော့ဘူးလေသမီးလေးကိုအခန်းဝကိုရောက်လာတဲ့အတော်ကြီးနန်းတီကကတင်ပေါ်မှာတင်မလဲထိုင်နေတဲ့အကုတ်အမေစီခေါ်သွားပါတယ်တဲ့ခြေလမ်းတွေကတလှမ်းချင်းတလှမ်းချင်းနဲ့အကုတ်နာနေကရောက်ရှိလာပါတယ်။ကွန်ဆောင်ပါလေးကိုခါအထိခြုံထားပြီးပလက်အနေထားနဲ့ရှိနေတဲ့အကိုကဆုံးသွားပြီလား။ မျက်လုံးတွင်မှဲမိတ်ထားပုံကအိတ်ဆက်နေတယ်လို့မျိုးပဲတိမ့်ကိုမတွေးခဲ့သေးတဲ့အချိန်9နှစ်လောက်အတွင်းမှာအကိုကဒီလောကကြီးကနေအပြေးတိုင်ထွက်ခွာသွားတယ်လားကရင်ဘေးကထိုင်ခုံတလုံးမှာတိတ်ဝင်ထိုင်ပြီးကရင်ပေါ်မှာအလျားလျက်ရှိနေတဲ့အကိုလက်တစ်ဖက်ကိုတိတ်ဆုပ်ကန်လိုက်တယ်။အေးဆက်နေပြီပဲ။တိတ်လက်တွေအေးနေရင်အကိုကသူ့လက်ချင်းနှစ်ဖက်နဲ့ဆုပ်နေပြီးနွေနွေလေးဖြစ်အောင်လုပ်ပေးတတား။ အင်းဆက်တဲ့အထိအတွေ့ကတိမ့်လက်ကနေတဆင်တိမ့်နှလုံးသားတဲ့အထိကူးဆက်သွားသလိုပါပဲတိမ့်ရဲ့လက်နှစ်ဖက်နဲ့အကိုလက်လေးနှွေးလိုနှွေးငါစုံနေပေးဖြစ်တယ်ပြန်လဲဆောက်ကန့်ခြင်းမရှိတော့တဲ့အကိုလက်ကိုတိမ့်တင်းတင်းကြပ်ကြပ်စုံကိုင်းပြီးတိမ့်ပါပြင်းနဲ့အထားလိုက်တယ်ပူနှွေးတဲ့မျက်ရည်တွေ အကိုလက်ကိုဆွဆူသွားတယ်တိမ့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 ်မောင်မျိုးမင်းတို့ကိုဖုံးဆက်လိုက် တားဆုံးသွားလို့လိုအပ်တာလေးတွေကူညီပေးပါအောင်လို့ပြီးတော့နန်းဒီခဏနေအင်းရှိကိုကြွလာတော့မဲ့ဖုံဖုံကြီးကိုတားအတွက်တက်ပြောက်ဆုံးကရအောင်ပင့်ထားလိုက်အောင်တိမ့်တိမ့်နန်းဒီစွန်ပွဲပြင်ဖို့ညှိလိုက်ကူချင်းအကိုရဲ့အမေရဲ့စကားကတိမ့်ကိုအကိုအနာကနေထွက်သွားစေတဲ့စကလုံးတို့ပါပဲဒါပေမဲ့အကိုအတွက်ဆိုတဲ့အတိနဲ့တိမ့်အကိုအနာက ခွာခဲ့ပါတယ်ကုံမျိုးမင်းဆိုတာတိမ့်တို့ရက်ွက်ထဲမှာ နာယေကူညီမှုအသင်းအတွေ့လာစစ်အလှငွေလာကောက်ပေးတဲ့ volunteer တယောက်ပါ သူစီကိုအကုတ်အတွေ့အကူညီတောင်းတဲ့အခါတိတ်ရင်တွေနာကျင်ခဲ့ရပါတယ်ဖုန်းခေါ်ပြီးတော်တော်နဲ့တောင်းတိတ်စကားမပြောနိုင်ခဲ့ပါဘူးဖုန်းစကရင်မှာတိတ်တော့မိသားစု၃ယောက်ပုံလေးကိုကြည့်ပြီးတိတ်ငိုခဲ့ရလိမ့်မယ်လို့မထင်ခဲ့မိတာပါအကိုခြံရှိမှာကားရက်သွားလို့တိတ်မျက်ရည်တွေတုတ်ပြီးတကားသွားဖွင့်ပေးလိုက်တယ် အရှိတ်ကောင်းကင်မှာရောင်နေပြပြလေးတောင်ပေါ်နေပြီလောကကြီးကအလင်းသစ်တွေနဲ့တဏိတာကိုစတင်တော့မဲ့အချိန်မှာတိတ်ကပါလေးကအမှောင်ကျသွားခဲ့ပါပြီအကုန်မတိတ်စီကဖုန်းလာတော့ကျွန်တော်ဖြစ်မယုံနိုင်ဘူးကိုလင်းနဲ့မနေ့ကတော့လမ်းထိပ်မှာတွေ့သေးတာစိတ်မကောင်းပါဘူးဗျာကိုမျိုးမင်းသားမကဘူးအခုအချောင်းကိုတိသွားတဲ့သူတိုင်းမယုံနိုင်ကြတာတိတ်လည်းမယုံနိုင်ပါဘူး မင်းညားကတော့စာကြည့်ခန်းမှာ graphic design လေးလာနေတဲ့အကိုကဗိုက်စာတယ်ပြောလို့အကိုကြိုက်တတ်တဲ့ရှမ်းခေါက်ဆွဲရည်ဖြော်ပူပူလေးတိတ်လို့ကြွေးခဲ့သေးတာမီးဘိုခန်းထီလာပြီးရှမ်းနဲ့နဲ့ပပနှုတ်နှုတ်လေးတွေတောင်ကက်ကြီးလေးနဲ့အကိုကူကြိုက်ပေးသေးတာပြီးတော့ခေါက်ဆွဲစားပြီးတာနဲ့မအိတ်ချင်သေးဘူးစာကြည့်အောင်မှဆိုပြီးဝရဏထွက်လေးညင်းခန့်နေသေးတာ။ ဆော့ဆော့အဲ့ရဝင်တော့မဲ့တိတ်ကိုတမင်လဲပြန်ကြည့်ရင်ဂွန်နိုင်ဆိုပြီးတိုးဖွားဖွားပြောတဲ့တိတ်နာထဲကြာနေပါသေးတယ်။အိမ်ရှိခံရဲ့ဒေါင်းတစ်ခုမှာအကုတ်ရုပ်ကလပ်ကိုအအေးအခေါင်နဲ့ထည့်ပြီးပြင်ဖို့ကိုမျိုးမင်းတို့လုပ်နေကြတယ်။မတိန်ကိုလင်းကအဝတ်စားလဲပေးရအောင်။ကျွန်တော်ကအဝတ်စားတစ်စုံတော့ပေးပါအောင်။ဗီရိုတဲကနေအကိုအကြိုက်ဆုံးအပြာနှုတ်ရောင်အကွက်နှုတ်ပိုးရဲပစုံလေး ਨੇ ကော်လံကရုံးအဖြူဆွဆွအင်းကြီးလက်ရှိလေးကိုတိမ့်ထုတ်ပေးလိုက်တယ်။အသားဖြူဖြူအယံမြင့်မြင့်နဲ့အဲဝတ်ဆောင်လေးဝတ်ထားတဲ့အကုတ်ပုံစံကိုတိမ့်မျက်လုံးထဲမြင်အောင်လာတယ်။အဲဝတ်ဆောင်ကတိမ့်အတော်ရေးစီကိုမိမတောင်းလာတော့ကအကုတ်ဝတ်ခဲ့တဲ့ဝတ်ဆောင်ပါ။တိမ့်ဘဝထဲကိုဝင်လာခဲ့တော့ကဝတ်ဆောင်အခုတိတ်ကဘာတဲ့ကနေခွင့်မတောင်းမဲအကိုထွက်သွားတဲ့အချိန်မှာ အကုတ်ကိုဝုတ်ပေးဖို့တိတ်ထုတ်ပေးလိုက်ပါတယ် မီးတွေတစ်ဖြက်ဖြက်ပွင့်နေတဲ့အအင်းမှန်ကောင်းထဲမှာ အကိုလဲလျောင်းလျက်ရှိနေပါတယ်။အကိုရင်ပတ်ပေါ်မှာတိမ့်ကိုရိုင်းထိုးပေးထားတဲ့ကြက်ပေါက်အရာဆွဲတာလက်ရှိလေးတိမ့်တင်ပေးထားတယ်။ပြုတ်ကျလာတဲ့မျက်ရည်တွေ အတန်တိတ်ငိုကြွေးခြင်းတွေနဲ့အကိုမျက်နှာကိုပဲတိတ်ငေးကြည့်မိတယ်။နာရေးလာမိကြတဲ့ဧည့်သည်တွေက အကိုကိုကြည့်ပြီးအိတ်နေတဲ့အတိုင်းပဲနော်။ မျက်လုံးလေးမှိတ်ရက်နဲ့သွားတယ်ဆိုတော့စစ်ချသွားတယ်ထင်ပါတယ်။စကားတွေအမျိုးမျိုးပါပဲအကော။အဲဒီအထဲမှာတိမ့်တို့သားအမေကိုတနာတဲ့စကားတွေတောင်ပါသေးတယ်။အကောအမေကအကောနာမည်တက်ခေါ်ပြီးအောင်ငိုလိုက်။အကောဆုံးရတဲ့အကြောင်းတွေကိုအဲ့ဒရီနဲ့ပြောလိုက်နဲ့တိမ့်နားထောင်နိုင်စွမ်းမရှိတော့ပါဘူး။ အကုတ်အတွက်တက်ပြောင်းဆုံးကပ်ပေးဖို့အင်ရှိမှာအမြဲဆုံးခန့်ကြွားတဲ့ဖုံဖုံကြီးကိုစောင့်နေတယ်။ဒေါ်ကြီးနန်းတီအနားမှာပဲတိတ်သွားနေလိုက်တော့တယ်။ဖုံဖုံကြီးကြွားလာပြီ။ဖုံဖုံကြီးကိုဒေါ်ကြီးနန်းတီကပဲအကျိုးအကြောင်းပြောပင်ဆောင်ပေးပါရတယ်။တိတ်နှုတ်ကဘာစကားမှထွက်ပေါ်မလာနိုင်ပါဘူး။တိတ်ရင်တည်းဆွဲညစ်ထားသလိုပါပဲ။လက်အုပ်လေးပဲခြစ်ထားနိုင်ပါတယ်။ ရေဆက်ရှိလို့ကြုံကြတယ်ရေဆက်ကုံရင်ခွဲရတာပါပဲတချိန်ချိန်တော့ရှင်ကွဲဒါမှမဟုတ်တေကွဲကွဲရမှာပါပဲတရားနှလုံးသွင်းပြီးဖြေနိုင်ဖို့ဖုံဖုံကြီးကတာရကဝတ္ထုတွေနဲ့လဲပမာပုံပြပြီးတရားဟောပါသေးတယ်ကြားချင်နေတဲ့မျက်ရည်တွေကိုစိတ်သွင်းပြီးထိန်းထားကြည့်ပေမယ့်မရပါဘူးတိမ့်ပေးမှာ သမီးလေးကဟိုငင်းတည်ငင်းနေတယ် အကုန်းနာမည်တက်ပြီးအမျှဝေပေးတဲ့အခါရှိုက်တန်တွေရောမြဲရီတွေရောတိတ်ငုံမိပါတယ်။မငိုပါနဲ့တိတ်ရဲ့အကိုလေတိတ်ကိုဘာအကြောင်းကြောင်းနဲ့ပဲဖြစ်ဖြစ်မြဲရီမကြစေချင်ဘူး။အကိုရဲ့တိတ်ပြောနေတာလေးပဲအကိုမြင်ချင်တာပါ။အတော်တို့ကိုခွဲပြီးအကိုနောက်တိတ်လိုက်ရတော့မယ့်အချိန်အတော်တို့ကိုကတော့နှုတ်ဆက်တုံးကငိုခဲတဲ့တိတ်ကိုနှစ်သိမ့်ပေးတဲ့အကုတ်အတန်းနားထဲကြာမိတော့တိတ်ပုံပြေဝန်းနေရပါတယ် ပါးပြင်ပေါ်လိတ်ဆင်းလာတဲ့အမြင့်ရည်တွေကိုညင်သာစွာတုပ်ပေးတတ်သူနှွေးထွေးတဲ့ရင်ခွင်ကျဲထဲမှာတိမ့်ကိုပွေးဖက်အားပေးခဲ့သူတိတ်ချရသောအကိုတိမ့်ဘဝကို အုံမိုးလွှမ်းခြုံပေးခဲ့တဲ့တိမ့်ပိုင်နေလို့ထင်ခဲ့တဲ့ကောင်းငင်တစ်ခုပြိုကျခဲ့ပြီတဘောတာမတိုက်ဆိုင်ဘူးဆိုတဲ့အကြောင်းပြချက်နဲ့တိမ့်မိဘတွေတကွဲစီဖြစ်သွားပြီးအတီတီနောက်အိမ်အောင်ထူလိုက်တဲ့အချိန်မှာ အမေဖက်ကအတော်အပြုတ်ကြီးတွေကတိတ်ကိုခေါ်ယူမွေးစားခဲ့ကြတယ်။အလဲရန်ចောင်းသူဘဝထဲကအတော်ရီလက်ထဲမှာကြည်ပြင်းခဲ့ရတဲ့သိန်းတက္ကသိုလ်မှာ အကူနဲ့ဆုံခဲ့တယ်။စာတိမတူတဲ့အပြင်ကြောင်းအရင်ပြီးသွားတဲ့အကုန်နဲ့တိန်းတို့ရဲ့မြတ်တာဇလန်းကဒီလိုနဲ့ပဲဝေးတွားကြမှာပဲလို့တိန်းတို့အကြောင်းသိသူတွေက ကြားကြရော မကြားတကြရော ပြောကြပါတယ် တိမ်ထက်တနစ်စောပွဲရသွားတဲ့အကိုကကြောင်းပြီးသွားပေမဲ့လည်းတိမ်ရှိတဲ့တက္ကသိုလ်မြေကိုခြေချခြင်းမပြတ်ခဲ့ပါဘူး။ဒါအပြင်တိမ်ပွဲရပြီးတာနဲ့တိမ်အတော်တို့ထံမှမိသားဖသားပြီးပြီးတိမ်ကိုတန်ဖိုးထားတောင်းခဲ့တယ်။တိမ်တို့လက်ထက်ပြီးအကိုအိမ်ကိုတိမ်လိုက်နေရတဲ့အခါရခမနဲ့ချွေးမကြားကအစင်မပြေမှုလေးတွေကြုံခဲ့ရတယ်။သမီးမိန်းကလေးတွေကြားထဲမှာတားယောက်ကြားလေးတူတွေဖြစ်တဲ့အပြင် အငယ်ဆုံးလည်းဖြစ်တာမို့အကိုကအမေနဲ့အမတို့ရဲ့တက်တက်လှုပ်ဖြစ်ခဲ့ပုံရပါတယ်။ထမင်းဝိုင်းမှာအကိုကတိတ်ကိုဟင်းတွေကယူတဆိုင်ထည့်ပေးရင် အကိုအမေနဲ့အမတို့ရဲ့မျက်ဆောင်ကတိတ်ထန်ရောက်လာတတ်ပါတယ်။တခါကရွှေကြက်ကြဖျားသွားဖူတော့အကိုကတိတ်လန့်ကိုတွေ့ပြီးဇောင်းနှန်းလှေကတက်တွေကလည်းရင်ပြင်ပေါ်တက်တယ်။ဒါပေမဲ့စူတောင်းပြေလို့အဖေကဖူးချင်ပါတယ်ဆိုပြီးစတင်အစောပြုခဲ့တဲ့အကုတ်အမေက လမ်းတဝက်မှာဒူနာတယ်။စက်မတက်နိုင်တော့ဘူးဆိုပြီးဇောင်းနဲ့လှေကားပေးမှအုတ်ခုံမှာထိုင်ရခဲ့တာမဟုတ်လား။ဒါကြောင့်ရင်ပြင်ပေါ်ရောက်ခါနေအကိုအမတယောက်ကဖုန်းဆက်လို့တိတ်လို့ပြန်လှည့်ပြီး အကိုကအကိုအမေကို ပြန်တွဲဆင်းခဲ့ရတော့ကအကိုအမေရဲ့ငါသားပေးငါသားရှိမယ်ဆိုတဲ့အတိတ်ပဲပါတဲ့အပြုံနဲ့တိတ်ကိုကြည့်တဲ့မျက်လုံး အကုတ်ဘေးမှာသူတို့ကလွဲရင်တင်းကိုနေရာမပေးချင်တဲ့အကုတ်မိသားစုရဲ့စိတ်ကအခုချိန်ထိမပြောင်းသေးပါဘူးအကုတ်ဘေးမှာအကုတ်အမေရဲ့အမရီရဲ့တဖွားမှမခွာပဲရှိနေပါတယ်ရက်ွက်ထဲမှာနာရီပို့ဖိတ်စာဝေးနာရီပို့သူတွေကိုအလှပစ္စည်းလေးတွေဝေကန်ကုသိုလ်ပြုဖို့နာရီပို့မဲ့သူတွေအတွက်ကားစစ်စင်ဖို့အကုတ်ကိုတကြောဖို့တိတ်လုံနေရပြီး အကုန်းမျက်နှာကိုတဝကြီးကြည့်ချင်တဲ့တိတ်ဆိတ်တွေကအတွေ့ထဲမှာပဲပျောက်သွားတယ်။အကိုရဲ့နောက်ဆုံးခီးကို ပြပြစစော်လေးနဲ့ပဲရှိစေချင်ပါတယ်။အချိန်တွေအကုန်းမျက်နဲ့အကိုနောက်တစ်နာရီလောက်ဆို အကိုမျက်နှာကိုမြင်ခွင်ရတော့မှမဟုတ်ဘူး။တဲ့ရင်ခွင်ထဲမှာခွေခေါက်အိတ်နေတဲ့သမီးရဲ့ပပါဆိုတဲ့ရောင်ရမ်းခေါ်တဲ့အတန်လေးအကုန်မကြတော့ဘူး။မှန်ခေါင်းတလားထဲကအကုတ်မျက်နှာကိုတိတ်ငေးကြည့်မိတယ်။ အခုအကုတ်အပြုံးတွေတိတ်မတွေ့ရတော့ပါလားတိတ်မျက်လုံးတွေမှဲမှိတ်ပြလိုက်တော့ပြုံးနေတဲ့အကုတ်မျက်နှာကပေါ်လာပါတယ်အကုတ်အပြုံးတွေကိုတိတ်မှတ်မိသလိုအကုတ်နဲ့ပတ်သက်ခဲ့တဲ့အကြောင်းအရာအတိုင်းတိတ်မမိခဲ့ပါဘူးကောတိတ်ကိုအကုတ်ဈေးလိုက်ပို့တဲ့အခါအရင်ကကားပေါ်ကသာစောင့်တတ်တဲ့အကုတ်ကတနေ့မှဘာစိတ်ကူးပေါက်တယ်မသိကားအပ်ပြီးအကိုကဆွဲချင်းကင်ကတိတ်နဲ့ဈေးအတွင်နဲ့အထီရောက်ခဲ့တယ် အသေးအရွယ်အသားအငားသာတည်တံ့ရောင်းနေစေမဟုတ်ပဲဈေးအတွင်းနဲ့ထီအထယ်ဆိုင်အလှကုန်တွေပါဆိုင်ခန်းနဲ့ရောင်းတာတိန်ကအကုတ်အမင်းမှားထားတဲ့စင်းထဲကတတိဝယ်ပြည့်တဲ့အချိန်ထီတောင်အကိုကတတိဆိုင်ဘေးကအထယ်ဆိုင်စီမှာပဲအချစ်ရဝဲနေတယ်ဆိုင်ပန်ရှင်လေးချောလို့လားအကိုတိန်ကပြုံးစစ်စစ်နဲ့စားလိုက်တော့အကိုကတိန်ဖက်ကောင်းနေချိန်ပြီဒုတိယရန်ကအပြာနုရောင်ချိန်လေးလှတယ် တိတ်နဲ့ဆိုလိုက်မှာအနာတိုးကပ်ပြောလိုက်တဲ့အကုတ်စကားကတိတ်ကိုကြည်နူးခြင်းနဲ့မျက်ရည်ဝဲသွားစေပါတယ်ညီမဟိုဒုတိယရန်ကအပြာနူးချိန်လေအဲ့ဒါလေးပြပေးပါဦးအကိုကအထယ်ဆိုင်ကညီမလေးကို ပြောလိုက်တာမို့တိတ်မလို့ချင်ပါဘူးတိတ်မှမချုံရသေးတဲ့အထယ်တွေတောင်ရှိသေးတယ်အကိုရဲ့တိတ်ပြပြတလဲညင်ပြလိုက်တယ် မန္တလေးရဲ့အချက်ချကြတဲ့မိန်လမ်းမကြီးတစ်ခုပေါ်မှာ အကိုကမီနီမက်ဖွင့်ထားတယ်။အရင်ကမိသားစုလုပ်ငန်းမျိုးနဲ့အကိုဦးစီးလောက်ကန်ရပေးမယ်။တိမ့်တဲ့လက်ထက်ပြေးနောက်ပိုင်းမှာအကိုကိုလားစာပေးပုံစံနဲ့လည်းမဟုတ်။အတုံးပေါ်မှာငွေထုတ်ပေးတဲ့ပုံစံလုပ်ခဲ့တယ်။အကိုမှာတည်တည်တန့်တန့်ငွေကြေးပဲလိုလိုရှိနိုင်မှာလဲ။အကိုကတိတ်အတွဲတွေကိုတည်တဲ့ထင်ပါရဲ့။အမေကညကအကိုဘန်အကောက်ထဲငါးသိန်းထည့်ပေးထားတယ်။ ညူရမဖို့တဲ့ညီမခေပေးရလားတိတ်လို့ချင်တာပြောအကိုပဲပေးမယ်အထယ်ရောက်သူညီမလေးကခေါင်းညှိလိုက်ပေမဲ့တိတ်ကတော့ခေါင်းခါရံမိတယ်ဒါပေမဲ့အကိုကမမြင်အောင်ဆောင်ပဲငွေတောင်ရှင်းလိုက်သေးတယ်ပြီးတော့အပြုံးလေးနဲ့ပြောလိုက်သေးတယ်အမှတ်တရပေါ့တဲ့အမှတ်ရစေတဲ့အမှတ်တရတွေက အများသားပေါ့အကိုတိတ်အကိုဝယ်ပေးထားတဲ့ချိတ်အပြာနုလေးကိုဝတ်ထားပါတယ် လူတွေစုံနေပြီအကောနှိမ့်ပိုင်ခြင်းလဲလာပြီနာရေးကူညီမှုအတင်းတွေက အကုတ်ကိုအေးမှန်ကောင်းသလားထဲကနှိမ့်ပိုင်ခြင်းမှန်ကောင်းအထက်ကို ပြောင်းရွှေ့ကြတယ်တည်င်ကအကာအကွယ်တွေလွတ်သွားတဲ့အချိန်လေးမှာ အကုတ်ဘေးကိုရပ်ပြီးတမီးလေးကိုခြေလျက်အနေအထားနဲ့ကြည်နေတဲ့တိမ်ကိုတုံးဖယ်ပြီးအကုတ်အမေနဲ့အမတွေဝိုင်းအောင်လာကြတယ်ตาရေမောင်လေးရေနဲ့ສູညာစွာငိုကျွေးနေတဲ့အချိန်မှာ တိန်ကတော့သမီးလေးကိုပွေးဖက်ရင်တိတ်တဆိတ်ပဲမျက်ရည်ကျလာတယ်။မွန်းချက်လိုက်တာအကိုတပေါက်ပေါက်မျက်ရည်တွေကျနေပေမဲ့တိတ်ရင်ထဲမှာဗလာကြီးဖြစ်နေတယ်။တွေ့ရမဲ့သွားတဲ့ဟင်းလေးပြင်ထဲရောက်သွားသလိုပါပဲ။ကျေးစီတီးပြီးနှိမ့်ပန့်ရင်ထွက်ပြီးကလေးကငယ်သေးလို့အကိုရဲ့နောက်ဆုံးခီးကိုတိတ်လိုက်မပေါ်ရဘူးတဲ့။အကိုအမေရဲ့အမိန့်ကို ကြီးတော်နန်းတီကနာခံလွန်ပါတယ်။ တိမ့်လက်ကိုတင်းတင်းဆွဲခိုင်းထားတယ်။မမရွှေကကောင်းဖို့စစ်စင်ခဲ့တာ။နားထောင်လိုက်ပါတိမ့်ရဲ့။ယွန်းယွန်းလေးအတွက်လို့တွေးပြဖို့သမီးရဲ့။တိမ့်ရင်ထဲပို့ပြီးမွန်ချလာတယ်။အသက်ရှူရတာတော့မဝတော့တလို့ပါပဲ။ဘယ်တော့မှပြန်မဆုံနိုင်တော့တဲ့ခွဲခွာချက်နဲ့တိမ့်ကိုအကိုခွဲသွားတာလေ။ပပပပောက်ကြလာတဲ့မျက်ရည်တွေကြောင့်မြင်ကွင်းတွေလည်းဝေဝေဝါးဝါးပါပဲ။တိမ့်ကိုတော့တမီလေးလည်းငိုတယ် အကုတ်ကိုတိမ့်တော့ဘတော်မှမတွေ့ရတော့ဘူးကြီးတော်နန်းသည်ရှိုက်တန်တွေရောနေတဲ့အတန်နဲ့တိမ့်ပြောတော့ကြီးတော်နန်းသည်မျက်ရည်ကြားတယ်တိမ့်အကိုရဲ့နောက်ဆုံးခီးကိုလိုက်ပုတ်ချင်တယ်မမရွှေကသူ့စကားနားမထောင်ရင်မကြိုက်ဘူးတိမ့်ရဲ့တမီးရောကြီးတော်နန်းသည်ရော မမရွှေတို့ကိုမိခိုနေရတဲ့သူလေဒီအချိန်မှာသူ့တဘောအတိုင်းလိုင်းနာတာပိုကောင်းပါတယ်တမီးတို့သားအမေမှသားကုန်လေးရဲ့အရေးမရှိတော့ဘူးလေ ရွံ့ရွံ့လေးအတံမမရွှေတို့အရှိန်လောက်လုံခြုံ ပြေဆုံးတာရှိသေးလို့လားသူတို့စိတ်ညဉ့်ညံသွားမဲ့အလုံးမလုံးပါနဲ့သမီးရဲ့ဂျီတော်နန်းတီရဲ့စကားကတိတ်ကုန်ငိုင်းသွားစေပါတယ်လမ်းမဖက်လှမ်းကြည့်လိုက်တော့နာရဲပိုးရင်တန်းနဲ့နောက်ဆုံးကားကိုပဲမြင်ရတော့တယ်တိမ်ဘဝမှာသမီးလေးကိုသာမမွေးရသေးရင်တိတ်စိတ်ထဲရှိတဲ့အတိုင်းလုပ်ပြမှာခုတော့တိတ်ကအမေဖြစ်နေပြီကော အမေဆိုတဲ့စကလုံးကတိမ့်ဖြစ်ချင်တာတွေကိုတွန့်ဆုံသွားစေခဲ့ပါတယ်။ပြီးတော့တိမ့်မှာတမီးလေးဘဝအတွက်အကောင်းဆုံးဖြစ်စေနိုင်ဖို့ဘာအင်အားမှမရှိခဲ့ပါလားဆိုတဲ့အတွေ့ဝင်လာတော့တိမ့်လေတုံ့လှုံမိသွားတယ်။အကို့ပေါ်မှာချစ်ချင်းမြတ်တာရောဘဝရတ္တရေပါတိမ့်မိခိုလွန်ခဲ့မိပြီဖြစ်မှာတယ်။သမီးလေးအတွက်မြင်းမော်တောင်တချမ်းပြိုကျခဲ့ပေမဲ့ကြံတဲ့တချမ်းကအရေးဖြစ်ပေးနိုင်ဖို့ ဒီအချိန်မှာတော့ဖြစ်ချင်တဲ့ဆန္ဒတွေကိုတိတ်မြို့သိမ်းရတော့မယ်။တစ်ချိန်တော့ဘယ်သူအမိ အကုံမှမရှိပဲတိတ်သမီးကိုတိတ်ပြိုးထောင်နိုင်ဖို့တိတ်ကြိုးစားမယ်။မြတ်ပင်လေးတွေလိုပေါ့အကုံအနင်းခံရပေမဲ့ရှင်သန်ရအောင်မယ်မဟုတ်လား။ကြံခဲရသူရှင်ထဲမှာထိရှာနာကျင်ပါရဲ့။ဒါပေမဲ့ရှင်တန်သူသမီးလေးအတွေ့တိမ့်အကုတ်ကိုဒီကနေပဲနှုတ်ဆက်လိုက်တော့မယ်။သွားတော့အကိုရေ ဘယ်တော့မှမစုံနိုင်တော့တဲ့ခွဲခွာခြင်းနဲ့တိတ်နှုတ်ခွဲကြရပြီ။ဟုတ်ကဲ့ပါရှင်ဒီနေရာလေးမှာပဲစာရေးသူခင်ဦးရေးသားထားတယ်။ရင်ခွဲနေဆိုတဲ့ဝတ္ထုတော်လေးပြီးဆုံးလို့သွားပါပြီရှင်။နားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။